နဲ့ရခိုင်ပဲခူးကားလမ်းဖြစ်တယ်။တောင်ကုတ်ဗရောင်လန်းရခိုင်ရိုးမှခြေစင်းကညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကိုအေနဲ့စစ်ကောင်စီတို့ဂျားမှာအပြင်းထန်တိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကအင်အားဖြည့်တင်းနေတယ်လို့လည်းသိရပါဗါး။စစ်ကောင်စီကလက်နက်ကြီးတွေနဲ့အခိုင်အမာအထိုင်ချထားတဲ့ညောင်ကျိုးတပ်စခန်းကိုအာရခတပ်တော်အေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးမော်ဘီတက်နယ်တပ်ရင်းတွေနဲ့အင်အားယာချီဖြည့်တင်းနေတယ်လို့လည်းသိရှိရပါဗါး။စစ်ရေးသတင်းမြစ်တူပြောတာကတော့ တိုက်ပွဲကပြင်းထန်ပြင်းလာပြီးအေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကလည်းမရက်တာကြောင့်စစ်ကောင်စီဘက်ကအသေးအံခုခံနေရပြီးစစ်ကောင်စီဘက်ကလည်းအကြဆုံးများနေတဲ့အတွက်ကြောင့်လေကြောင်းပစ်ကူတွေကိုတောက်လျှောက်ပေးနေရလို့လည်းသိရပါဗါရဲအရခတက်တော်အေကတောင်ကုတ်ပဒေါန်လမ်းပေါ်ကမိုးထီတောင်ကိုသိမ့်ပိုက်ပြည့်ရနာမှာညောင်ကျိုးစခန်းကိုဆက်လက်သိမ့်ပိုက်ဖို့တိုက်ခိုက်နေရလည်းဖြစ်ပါတယ်အေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ညောင်ကျိုးတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအသက်36နှစ်အရွယ်ရှိ တဲ့ဘိုးမှုတန့်စော်ဟင်းဟာတည်သွားတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီညောင်ကျိုးစခန်းဟာကပ္ပစ6နဲ့10မိုင်အကွာမှာရှိနေတာကြောင့်စစ်ကောင်စီဟာရန်ကုန်နဲ့ပဲခူးကတရင်အချို့ကလည်းအင်အားဖြစ်တင်ပေးနေတယ်လို့ကပ္ပစ6စက်ရုံကိုလည်းနိုင်ငံတော်ကစစ်ဗိုလ်ထံအပတ်စဉ်8တနန်းစင်တပ်သားတစ်တွေကိုအလုံးရင်းနဲ့ပို့ဆောင်နေရလို့လည်းနေပြည်တော်သတင်းမြစ်ကပြောပါဗါတယ်။အရခတက်တော်ကအဲ့လိုပဲခူးဘက်မှာတိုက်ခိုက်နေတယ်လို့စစ်တွေမြို့နီးစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီး ီးကြောက်ဖြူမြို့နယ်ကစစ်ကောင်စီရဲ့ဒညဝရီရေတပ်စခန်းအနီးကတပ်စခန်းအချို့ကိုလည်းထိုးစစ်ဆင်တိုက်ခတ်နေရလဲဖြစ်ပါရဲ့ရှင်တဆက် lot f ကကင်းကြီးမလဲလိုက်ခါမီ slot စနုစနုจํานวนมากတဆက်ထဲမှာပဲ အရခတက်တော်ရဲ့ထိုးစစ်စင်တက်ခတ်မှုကြောင့်ဘကိုးတိုင်းပဒေါမျိုးနဲ့ညောင်ကျုံးမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးအကြက်ဖက်စစ်သားတွေငတ်ပြတ်နေတဲ့အတွက်အုံရှိပင်မျိုးပြီးတော့သာရက်ွက်အုတ်ချုပ်ရေးမှုအောင်ကိုကပြည်သူတွေကိုထမင်းဟင်းတွေအတင်းအဓမ္မချက်ပြုတ်ခိုင်းပြီးစစ်တပ်ထံကိုပို့ဆောင်နေလို့ဒေသပြည်သူတွေကပြောပါတယ်ပဒေါမျိုးနဲ့ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီတပ်သားတွေဟာဘူဒီဘတ်နဲ့ငနီတူ၃ခေါင်သာ စားတောက်နေရတာဆိုပြီးအုံရှိပင်မျိုးပြီးတော့သာ ရက်ွက်အုပ်ချုပ်ရေးမှုအောင်ကကရက်ွက်အတွင်းကပြည်သူတွေကို ထမင်းဟင်းတွေကိုအတိတ်အကြမ်းချက်ပြုတ်ခိုင်းပြီးအကြမ်းဖက်စစ်တပ်စီကို ပို့ဆောင်နေရလဲဖြစ်ပါတယ်။လက်ရှိမှာပြည်တော်သားရက်ွက်အတွင်းကပြည်သူတွေဟာ အောင်ကိုရဲ့အတရဓမ္မစေခိုင်းတာတွေကြောင့်အလှဲ့ကျချက်ပြုတ်နေရပြီးအုတ်ချုပ်ရည်မှုရုံးကိုပုတ်ပင်းနေရတယ်လို့လည်းသိရပါဗျ။ဘကိုးရုံးမနဲ့ညောင်ကျိုးမှာအေးနဲ့အကြက်ဖက်စစ်တရဲတိုက်ပွဲတွေဟာအလွန်ပြင်းထန်နေပြီးအကြက်ဖက်စစ်တဲ့ဘက်က ထိခိုက်သေးဆုံးမှုများပြနေတယ်လို့တိုက်ပွဲအတွင်းကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းစိတ်ဓာတ်ကျဆင်းနေပြီး ထွက်ပြေးသူတွေရှိတယ်လို့အမိတ်နာခံခြင်းမရှိပဲနောက်တန်းကိုပြန်လာသူတွေလည်းများပြားနေတယ်လို့လည်းသိရပါဗါးအဲ့ဒါကြောင့်ပဲအုတ်ရှိပင်မြို့ကအုတ်ချုပ်ရေးမှုတွေရာယမှုတွေနဲ့ပြည်သူတွေကစစ်တပ်ကို ထောက်ခံအားပေးတဲ့ပုံစံမျိုးဖြစ်စေရန်ရွက်ကအလိုက်ထမင်းထုတ်တွေစီစဉ်တာမျိုးဖြစ်ပြီးအကြက်ဖက်စစ်တပ်ထောက်တိုင်တွေနဲ့လောင်ကစားသမားတွေကလည်းအကြက်ဖက်စစ်သားတွေကိုလှူဒန်းရန်လို့ဆိုကရေတံဘူးအချို့ရေးဘူးငနိတူကြောင့်ငပီတောင်ဘူးကိုရွယ်ခောက်ဆွဲကြောက်တွေအလူခံနေရလို့လည်းသိရပါရဲ့ရှင် ကရင်ပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ကစစ်ကောင်စီတပ်ရဲ့တပြင်းညွတ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်မှုတွေစစ်သား10ဦးကျော်ဟာသေသွားတာဖြစ်ပြီးလက်နက်ခရင်အများအပြားကိုသိမ်းဆည်းရရှိခဲ့လို့ KNU ကပြောပါရယ်။အဲဒီတပြင်းညွတ်စစ်တပ်စခန်းကိုမတ်လ9ရက်နေ့မွန်လွယ်တနိုင်ကနေ စတင်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးမတ်လ10ရက်နေ့မှာသိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါရယ်။အဲဒီစခန်းသိမ်းတိုက်ပွဲအတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦး ခံတိတ်သွားတာဖြစ်ပြီး20ကျော်စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ရတယ်လို့သိရှိရပါတယ်။အဲဒီစစ်ကောင်စီတပ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်တွေကအလုံးစုံမီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း KNU ကပြောပါတယ်။လက်ရှိမှာ KNL နဲ့ PDF ပူးပေါင်းတပ်တွေကတပြင်းညွတ်စခန်းကနေထွက်ပြေးတင်းရှောင်သွားတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေတယ်လို့လည်းသိရပါတယ်ရှင်။ ီတစ်ခါမှာတော့ပြည်ပရောက်မြန်မာတွေပြည်ရင်းကိုပြန်လည်မွေရောက်တော့တဲ့အတွက်ကြောင့်အခြေခံလို့သမားတွေအားလုံးပြည်ပထုတ်ခွာခွင့်ကိုအကန့်အသတ်မရှိရပ်ဆိုင်းထားလိုက်ပြီးကျွမ်းကျင်လှုပ်သားတဲ့ G2G အစီအစဉ်ရအလို့သမားတွေကိုသာပြည်ပကိုထွက်ခွင့်ပြုနေရလို့လည်းနေပြည်တော်အလို့သမားဝန်ကြီးဌာနသတင်းမြစ်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရတယ်။ဖေဖော်ဝါရီလ14ရက်နေ့ကနေစတင်က ပြည်ပကိုအလို့သမားဆွေလွတ်မှုတွေအားလုံးယာယီရဆိုင်းထားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ကျွမ်းကျင် လုပ်သားတွေနဲ့ G2G အစီအစဉ်ရအလို့သမားတွေဆွေလွတ်မှုတွေကိုစစ်ကောင်စီအလို့သမားဝန်ကြီးဌာနကစစ်စစ်ခွင့်ပြုပေးနေတယ်လို့လည်းသိရပါတယ်။အခြေခံအလို့သမားတွေကိုတော့ပြည်ပကိုဆွေလွတ်တာကိုယာယီရဆိုင်းထားတယ်လို့အထူးသဖြင့်ပြိပကိုထွက်ခွာရမှာအဓိကကြတဲ့ပြိပအလောက်ကအလို့သမားတက်တေကံကပ္ပ OWIC ထုတ်ပေးမှုကို အခြေခံလို့သမားတွေအားလုံးတွေယာယီရဆိုင်ထားလို့လည်းသိရှိရပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကဖေဖော်ဝါရီလ18ရက်နေ့ကလုတ်တယ် စစ်ကောင်စီအစည်းအဝေးမှာနိုင်ငံခြားငွေနေပါနေတယ်လို့ပြည်ပမှာရောက်ရှိနေတဲ့အလို့သမားတွေစီကနေလဲနိုင်ငံခြားငွေရတဲ့တလောက်မရဘူးလို့ညှိတွားခဲ့ပြီးပြည်ရင်းမှာလဲလုတ်သားရှားပါလိုက်လို့ပြောဆိုခဲ့ပါတယ်။တစ်ဖက်မှာလဲနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေအသေးများနေကစစ်သားပြုံးတိနေမှုကြောင့်စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းကစစ်သားတစ်အတဲအဓမ္မစုဆောင်းနေတာတွေတွေ့သည်မပေါ်တာဆွဲတာတွေပြုလုပ်ပြီးစစ်တပ်ကိုပြန်လဲ ည်းအင်အားဖြစ်တင်းနေတာလည်းဖြစ်ပါရဲ့ရှင်ပဲခူးတိုင်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။ပဲခူးတိုင်ပေါန့်တယ်မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းကလမ်းကြီးတောင်ပြန်လာတဲ့ရဲတပ်ကြက်သိန်းလွင်ကိုစောင့်ကြိုတိုက်ခတ်ရာမှာအသက်မသေးဘဲထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး သူ့ရဲ့ဆိုင်ကယ်နဲ့လက်ပြဘုံခဲရန်တွေကိုတင်းဆက်ရရှိခဲ့တယ်လို့ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363တတရဲရဲ့စစ်ထောက်လမ်းရင်းနဲ့တရင်ပြန်ကြရေးတော်ဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်မလရှိရဲ့နေ့မှာဘကိုးတိုင်းပြည်ခရိုင်ပေါန့်တယ်မြို့နယ်တဲမဲရွာနဲ့တဲကုန်းရွာအကြားမှာနေထဲရဲတကြက်သိန်းတွင်ကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363 PDF တရင်တက်ခွဲ9ကရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့နေထင်းတက်ကြက်သိန်းတွင်မှာပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင် ရဲဘော်တွေကိုအဝေးကနေကြိုမြင်ပြီးဆိုင်ကယ်ကိုထားပြီးထွက်ပြေးသွားခဲ့လို့လည်းသိရှိရပါတယ်။ဒေါ်လဲရဲဘော်တွေကလိုက်လံပစ်ခတ်တိုက်ခတ်ခဲ့ပြီးမှလည်းရဲတပ်ကြတင်းလွင်ဟာစေပေါင်းအတွင်းခုံဆင်းပြီးအသက်မသေးပဲထွက်ပြေးလွတ်မြောက်သွားခဲ့လို့လည်းသိရပါတယ်။ရဲတပ်ကြတင်းလွင်စီကနေဆိုင်ကယ်တစ်စီးလက်ပစ်ပုံး၃လုံး၊ကြီမျိုးစုံ၆တောင်လက်ထိပ်တစ်စုံ၊ငွေသားတသိန်း၃000ကျပ်၊ဆိုင်ကယ်လိုင်စင်စာအုပ်ရဲဝတ်တန်းကဆိုင်ကယ်မောင်းလိုင်စင်နဲ့အတူဆိုင်ရွက်စာတမ်းအချို့ကိုသိမ်းယူနိုင်ခဲ့လို့လည်း ည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပြခြင်းတဲ့တင်းတပုတ်ကတော့ဘကိုတိုင်တောင်ကိုခရရန်ကုန်မန္တလေးကလန်ဟောင်းကစစ်တပ်ကင်းစကန်ကိုတိုက်ခိုက်ရှင်းလင်းရမှာစစ်တပ်ဘက်က9ဦးဟာသေသွားပြီးလက်နက်6လက်ကိုရရှိခဲ့လို့တော်လန်သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။မလ9ရက်နေ့မနက်၄နာရီခွဲလောက်ကဘကိုတိုင်တောင်ကိုခရကျွဲပွဲမြို့နယ်ညောင်ချေတော်မြို့ကြားရန်ကုန်မန္တလေးကလန်အနီး ကြောက်တန်ကြေးရွာကစစ်တပ်ကင်းစကန်ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်ဘီဝါ၂၃တရင်၃၅တုံညာနှင့်အုတ်တွင်းပောက်ကဖတိုက်ခတ်ရေးတပ်ဖွဲ့တို့ပူးပေါင်းဝင်ရောက် တိုက်ခတ်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခတ်မှုအတွင်းမှာစစ်တပ်ဘက်က၅ဦးဟာတိုက်သွားတာဖြစ်ပြီးလက်နက်၆လက်ကိုတင်းဆက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစစ်ကောင်စီဘက်ကတေဆုံးမှုတွေရှိတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းရဲဘော်တို့ဟာမြင့်မြတ်စွာကြာဆုံးခဲ့ရလို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရေကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ